Ti mwene ma Paya to chao cha pa Ti mwene ma La zon me me na na တစံဖန်ကိုအပြေးနောက်ဆင်းနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်။ပရိသတ်များအားလုံးအတွက်အတန်တရားနည်းဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးအောင်ပါဖြစ်ပါရှင်။ တစင်ပရိသတ်များရှင့်အမတ်တရားနေစီစဉ်ရဲ့မွေးနေ့ဆုတောင်းအစီအစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးတင်တဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့တစင်ဖန်ကမချချောင်းတွေရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။တစင်ဖန်ကမချချောင်းတွေရဲ့29နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မြကြီးနားကအေးမလွင်ဦး၊မန္တလေးကအေးမျိုးတန်၊တောင်တင်းကြီးကမခင်မြောင်းဝင်တစင်ဖန်ကမငိမ့်စုဝင်ထွန်းတဲ့အတူတူတငယ်ချင်းတွေကပါဝင်ဆုတောင်းပေးလာမယ်ဖြစ်ပါတယ်ရှင်။ စဉ်ပရိသတ်များရှင့်ဒီတစ်ခါမှာဆက်လက်ပြီးအောင်မွေးနေ့ဆူတောင်းပေးအောင်မယ်မွေးနေ့ရှင်ကတော့သစယဖန်ကမတ်တနာခိုင်ရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။သစယဖန်ကမတ်တနာခိုင်ရဲ့မွေးနေ့အတွက်ကိုတော့မန္တလေးကမတ်အေးမျိုးတန်၊တောင်နေကြီးကမတ်ခင်မြဝင်းနဲ့အတူတူချစ်သူခင်သူတွေကပောင်းရီဆူတောင်းပေးထားပါပဲဖြစ်ပါတယ်ရှင်။ပရိသတ်များရှင့်ဒီတစ်ခါမှာဆက်လက်ပြီးရောဆူတောင်းပေးရအောင်မယ့်ဝင်းနေရှင်ကတော့ အေရီတိုင်းဟင်္ဒရာမြို့နယ်စင်ကောင်းကျေးရွာမှာနေတဲ့မောင်စောကောင်းခန့်သူရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။မောင်စောကောင်းခန့်သူရဲ့23နှစ်ပြည့်ဝင်းနေအတွက်ကိုတော့အေရီတိုင်းဟင်္ဒရာမြို့နယ်စင်ကောင်းကျေးရွာမှာနေတဲ့ညီမလေးနော်ရွေဖူးကနေပြီးတော့ပောင်ဝင်စုတောင်းပေးလာပြီဖြစ်ပါတယ်ရှင်။တစံဖန်ရဲ့ပရိသတ်တွေအားလုံးကိုမတ်တရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ ပရိသတ်များရှင်ဒီနေ့ရဲ့မတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပေါဝင်လာတဲ့သူတွေကတော့လေဝဲမာနေတဲ့စုနတီလင်ခိုင်ခိုင်ဝင်လိုင်လိုင်ဝင်နွယ်လင်းသူခင်နဲ့ခိုင်ဝဲလာတို့ကနေပြီးတော့ပေါဝင်လာပဲဖြစ်ပါတယ်။သူတို့ကတော့လေဝဲမျိုးမာနေတဲ့ကိုဝင်ရလင်းနဲ့မဝိုင်းချစ်တို့ရဲ့မင်္ဂလာတက်တန်းနှစ်လပြည့်အတွက်ကိုပေါဝင်ပြီးလာပဲဖြစ်ပါတယ်ရှင်။ တစင်းဖန်ပရိသတ်များရှင်မတ္တရားနေ့စီစဉ်ကိုတော့ချွာတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။ ပရိသတ်ကြီးကမတရားနေစီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေနဲ့တူတူစစ်သူဆုံးတွဲမင်္ဂလာစနေမောင်နှံတွေအားလုံးအတွက်ကိုစွမ်းမော်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့တစဲဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းမှာမိမိတောင်းဆိုပေးချင်တဲ့နေရာမတန်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။တစဲဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639နဲ့တူတူတစဲဖန် Entertainment YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပေါင်းဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်ပရိသတ်တွေ အားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနောက်ဆက်လိုက်ပါရှင်။